မေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲ2018ခုနှစ်သမရဒေါ်နယ်ထရပ်လက်ထက်မှာစတင်ခဲ့တဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာခေတ်သစ်စီးပွားရေးတမိုင်းမှာအရေးပါဆုံးပဋိပက္ခတစ်ခုဖြစ်ပါတယ်ဒီစစ်ပွဲကကမ္ဘာကုန်သွယ်ရေးစနစ်ကိုပြောင်းလဲစေခဲ့တယ်လို့စက်မှုလုပ်ငန်းတွေကိုလည်းထိခိုက်စေပြီးနိုင်ငံရေးတင်းမာမှုတွေကိုပါမိမောင်းထုတ်ပြနေပါတယ်။ဒါကြောင့်စခဲ့တာလဲ။ အမေရိကန်ကတရုတ်ရဲ့မမျှတတဲ့ကုန်သွယ်ရေးအလေးထားတွေကိုပြင်ဆင်ဖို့အောက်ခွန်တွေစတင်ကြက်ခဲ့ပါတယ်။တရုတ်ကလည်းပြန်လည်တုံ့ပြန်ပြီးအောက်ခွန်မြင့်တင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဒီအောက်ခွန်တွေဟာတရုတ်ကုန်စည်950ဘီလီယံအမေရိကန်ကုန်စည်185ဘီလီယံအထိကျယ်ပြန့်လာခဲ့ပါတယ်။2018အမေရိကန်ကတမ်မနီအီလက်ထရောနစ်နဲ့စက်ပစ္စည်းတွေကိုပြစ်မှတ်ထားပြီးတရုတ်ကလည်းပဲပုတ်လို့အမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေနဲ့တုံ့ပြန်ခဲ့ပါတယ်။2019 အမေရိကန်ကတရုတ်ကိုငွေကြေးအတုအယောင်ချဲ့လဲသူလို့တစိုက်ကပ်ပြီးဟွာဝေးကိုနှီးပညာတင်သွင်းခွင့်ကန့်သက်ခဲ့ပါတယ်။2020အဆင့်တသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးတရုတ်ကအမေရိကန်ကုန်စည်900ဘီလီယံဝယ်ယူမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့60ရာခိုင်နှုန်းပဲဖြည့်ဆည်းနိုင်ခဲ့ပါတယ်။တမရဂျိုးဘိုင်ဒန်လက်ထက်မှာလည်းဆက်ဆံရေးတင်းမာနေသေးပါအကောက်ခွန်တွေဆက်ရှိနေတယ်လို့ တရုတ်ကိုနီးပညာတင်ပို့ခွင့်ပိတ်ပင်မှုအသစ်တွေလည်းရှိပါတယ်။မကြာခဏဆွေးနွေးပွဲတွေရှိနေပေမဲ့ပြည်ထနာရဲ့အရင်ခံကိုဘယ်တော့မှအပြည့်အပြည့်ဖြစ်ရှင်းနိုင်ခြင်းမရှိသေးပါဘူး။တချို့ကုမ္ပဏီတွေကအကောက်ခွန်ရှောင်ဖို့တရုတ်ပြည်ဘက်မှာစက်ယုံတွေပြောင်းဖို့စူးစမ်းခဲ့ကြပါတယ်။အကောက်ခွန်တွေရှိပေမဲ့တရုတ်ကုန်ပစ္စည်းတွေအပေါ်ဝယ်လိုအားမြင့်မားတာကြောင့်အမေရိကန်နဲ့ကုန်သွယ်ရေးပူးပေါင်းမှုပိုတော့များလာပါတယ်။ ထရန့်ကအမေရိကန်ကုမ္ပဏီတွေဟာတရုတ်စားအခြားရွေးချယ်စရာတွေရှာဖို့အ мян ဆုံးလှုံ့ဆော်ကြပါဆိုတဲ့ Twitter ပြောကြားချက်နဲ့ပြဿနာကိုပိုဆိုးစေခဲ့ပါတယ်။တရုတ်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်နဲ့အောက်ခွန်စစ်ပွဲ၊ကုန်သွယ်ရေးစစ်ပွဲတို့မဟုတ်ဘဲစစ်ပွဲမဆိုအဆုံးထိတိုက်ဖို့အစင်းသင်းဖြစ်နေပါပြီလို့ပြောကြားခဲ့ပါတယ်။ဒါဟာထရန့်သမ္မတဖြစ်လာပြီးကတည်းကတရုတ်ရဲ့အပြင်းထန်ဆုံးပြောဆိုမှုတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်းချန်းကတရုတ်အပေါ်အလွန်အမင်းဖိအားပေးတာဟာမှားယွင်းတဲ့ရွေချက်နဲ့မှားယွင်းတဲ့တွက်ချက်မှုပါအမေရိကကအကောက်ခွန်စစ်ပွဲကုံတွယ်ရေးစစ်ပွဲတို့မဟုတ်အခြားစစ်ပွဲတစ်ခုခုကိုဆက်လုပ်မယ်ဆိုရင်တရုတ်က အဆုံးထိတိုက်မှာပါအမေရိကကိုအနိုင်ကျင့်တဲ့မျက်နှာကိုချက်ချင်းဖျောက်ပြီးညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းပေါ်ပြန်တက်ဖို့အကြံပြုလိုပါတယ်လို့ပြောကြားခဲ့ပါတယ် ဒီကုံတွယ်ရေးစစ်ပွဲဟာစီးပွားရေးမူဝါဒတွေနဲ့နိုင်ငံရေးပြူဟာတွေဘလို့ရောရှက်နေလဲဆိုတာကိုပြသနေပြီးနောက်နှစ်များစွာအတွက်ကမ္ဘာစစ်ကုပ်ကိုပုံပေါ်နေသေးပါမယ်